အားလုံးပဲမင်္ဂလာပါဒီနေ့ဒူဘိုင်းကနေပြီးတော့ Lower Reservoir ကိုစပိန်လေးနဲ့သွားမှာဖြစ်ပါတယ်လမ်းမှာရှူကင်းလေးလည်းရမ်းလာတဲ့အတွက်အကြည့်ပြကြပါဦးနော် ရေစုံ share byte လေးနဲ့တော့မလို့ anywhere တို့ hello byte တို့ရှိတဲ့ packing နေရာကိုရှာပါမယ်။အခုကတော့တိုက်အောင်မှာပဲ packing ရှိတဲ့အတွက် hello right ကလေးကိုအသုံးပြုလိုက်ပါမယ်။ hello right တို့ anywhere တို့ရဲ့ application ကိုသုံးရတာလည်းအရန်လွယ်ပါတယ်။ Play Store ကနေ app ကို download ချပြီးလို့ရှိရင် account ဖွင့်ဖွင့်ပြီးလို့ရှိရင် payment ထည့်ထည့်ပြီးလို့ရှိရင်ကြတော့ဒီစပိန်မှာရှိတဲ့ QR code ကလေးကိုဖတ်လိုက်လို့ရှိရင်စပိန်လေးက unlock ဖြစ်သွားပြီးတော့စီးလို့ရပါပြီ။ ဒီနေရာမှာသတိထားတာတခုက Hello Right နဲ့ Anyway နဲ့ Buy Charges ကမတူပါဘူး။အကူကတော့ Hello Right သုံးထားပါတယ်။ Hello Right ကပထမမိနစ်30ကိုတစ်ချက်ပေးရပါတယ်။ပထမမိနစ်30ကြောဝါပြီလို့ရှိရင်10မိနစ်တိုင်းကိုပြန်ကားစေပေးရပါတယ်။ Anyway ကတော့မိနစ်30ကိုတစ်ချက်နောက်မိနစ်30လေးလည်းတစ်ချက်ပဲပေးရပါတယ်။အဲဒီတော့ Hello Right ကတော့ဈေးပိုများပါတယ်။ဒါလေးတခုတော့ရှိပါတယ်။စပိန်ရော unlock လုပ်ပြီးတာနဲ့စပိန်ရဲ့ break လေးတွေပြီးတော့ထိုင်ခိုးလေးတွေ adjust လုပ်ဖို့အတွက်မမေ့ပါနဲ့နော်။ အခုကတော့အားလုံးစီမီရဲ့အတွက်စပြီးတော့ထွက်ပါပြီအခုကတော့ဒူဘိုင်းရောကနေပြီးတော့သွားနေတာပေါ့နော်ပကုနဒါနေသွားမှာပါဘီရှန်ပကုသွားနေတာဖြစ်ပါတယ်ဒီဒူဘိုင်းယုံနဲ့လိုအာရီဇာဗာရဲ့အကွာအဝေးကတော့7ကီလိုမီတာလောက်ပေါ့နော်4.5 y ကျော်ကျော်လောက်လေးဝေးပါတယ်အချိန်အားဖြင့်တော့အသွားတကြားဝင်ပွဲအချိန်40ရာနေပြီးတော့50အထိကြာတယ်ပေါ့နော် အခုသွားမယ့်ရောက်ကလေးကတော့ဘီရှန်ဘတ်ရဲ့ဘီရှန်အမုတ်ပြိုပတ်ရည်နဲ့အဘာသွမ်ဆန်လန်လေးကိုဖြတ်ပြီးတော့သွားမယ့်ရောက်ကလေးဖြစ်ပါတယ်။အခုဘီရှန် MRD ဘတ်စတော်လေးကိုကြော်လာပြီဆိုတော့ဘီရှန်ဘတ်ညရောက်ပါတော့မယ်။ဘီရှန်ပန်းညာရောက်ပါပြီလာတဲ့ချိန်ကစောနေသေးတော့ weekday လည်းဖြစ်တော့ ပန်းချန်ထဲမှာလူတွေလည်းရှိနေပါတယ်ဒီပီရှမ်းပန်းချန်မှာအခုလိုမျိုးသစ်ပင်လေးတွေအိုးစွတ်စားလေးတွေနဲ့ညနေပိုင်းဆိုလို့ရှိရင်ရဲလာပါတယ် သူ့မှာကအများသောအဖြစ်တော့မျက်ခင်းမြင်လေးပဲရှိတာပေါ့နော်ဒါပေမဲ့ဒီမျက်ခင်းမြင်လေးတွေကြီးရတဲ့နေမယ်တော်တော်လေး relax ဖြစ်ပါတယ် ့ဘီရှန်အမိုဂျိုပတ်ကိုသွားနေရပဲဖြစ်ပါတယ်ဒီဘီရှန်ပတ်နဲ့ဘီရှန်အမိုဂျိုပတ်နဲ့ရမိပိုင်လေးတစ်ခုကူးလိုက်ရင်ရောက်ပြီပေါ့နော်ဒီဘီရှန်အမိုဂျိုပတ်ရဲ့ဒီရေကန်ပင်နာမှာဆိုလို့ရှိရင်တော့မနက်ပိုင်းရောညနေပိုင်းရောပေါ့နော် exercise လုပ်တဲ့လူတွေအများများပါတယ်သူကဖြူလေးလေးတော်တော်လှတယ်ပေါ့နော်တပုံရလူလည်းကောင်းပါတယ်ပြီးလို့ရှိရင်ဒီမှာလေကလေးတွေရောငါးလေးတွေရောအကောင်လေးလည်းရှိပါတယ် ီဗီရှန်းအမ်မိုဗီယိုဘန်ဂျန်ကိုဖြတ်ပြီးလို့ရှိရင်တော့လိုအပ်ရဇာဘွားကိုရောက်ပါတော့မယ်။ဒီဗီရှန်းအမ်မိုဗီယိုဘတ်ရဲ့အစုံမှာဒီစပိန်လေးတွေထားလို့ရတဲ့ဘတ်ကင်ရှိပါတယ်။အဲ့ဒီမှာပတ်ခဲလို့ရပါတယ်။လိုအပ်ရဇာဘွားမှာကြတော့စပိန်ဘတ်ကင်လုံးလို့ရတဲ့နေရာမတွေ့ဘူးပေါ့နော်။ဒါကြောင့်မလို့ကိုရီလိုမျိုးရှဲပိုင်းနဲ့လာတဲ့လူတွေကအဲ့ဒီမှာထားခဲ့ပြီးတော့လိုအပ်ရဇာဘွားကိုလမ်းလျှောက်လာလို့ရပါတယ်။စံကမလေးလောက်အကွာအဝေးတော့ရှိပါတယ်။ကိုကတကယ်လို့ဒီစပိန်လေးတွေနဲ့လာမယ်ဆိုလို့ရှိရင်တော့ အဲ့ဒီမှာဘတ်ကင်မရှိတဲ့အတွက်မင်းရဲ့အလိုက်ကိုတော့ပတ်စံပေးနေရမှာပါကူကတော့ lower reservoir ရဲ့ပန်းခြံထဲမှာပတ်ကင်မရှိတာမသိတဲ့အတွက်စပိတ်လေးနဲ့ပဲသွားလိုက်တယ်ပေါ့နော်။ဒါကြောင့်မလို့အဲတယောက်ကို၅ချက်ခွဲလောက်တော့အိန္ဒိယကြာခဲ့ပါဗျ။ င်းနေရတော့ညနေပိုင်းလေးပဲနားလိုက်တာပေါ့လို့ဒီလူကရဇာဘာမှာရှိတဲ့တော်တဲ့ဝင်တော်ဦးပေါ့နော်ဆန်းဆက်လေးပဲကြည်ပါရမယ်ဒီနေရာကအခုလိုမျိုးဆန်းဆက်အချိန်လေးရဲ့ပြီးလို့ရှိရင်မနက်ပိုင်းစောစောလေးရဲ့ဆိုလို့ရှိရင်တော့အရန်လာပါတယ်မနက်ပိုင်းစောစောလေးလာမယ်ဆိုလို့ရှိရင်တော့တောင်းလေးထဲကိုလမ်းလျှောက်ပေါ့နော် ီဘာသာဘာပတ်မှာစပိန်လေးရဲ့ပကင်မရှိတဲ့အတွက်ညမောင်တဲ့အထိမဆောင်မင်းနဲ့ပြန်မာတော့မယ်။သူကမင်းနဲ့လိုက်တက်နေတာဆိုတော့ပေါ့နော်။ဒါကြောင့်မလို့စိုးစောစီစီပဲပြန်ဖြစ်ခဲ့ပါဗါး။ဝီရှန်ဘက်ကလေးကိုဖြတ်သွားရင်လည်းပိုက်စားတဲ့အတွက်မတော်နိုင်မှဝင်စားလိုက်တယ်ပေါ့နော်ဟောဗျာဒီဘလော့လေးကတော့ဒီမှာပြီးပါပြီ ားလုံးပဲအဆုံးထိကြည့်ပေးအတွက်ကျေးဇူးတင်ပါတယ်။နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်။